မြန်မာဖိုက်တာလေးသွေးလင်းထက်ကို YCO ဖြစ်တဲ့ Cheshire ကတော့တတော်လေးကိုသဘောကျနေပြီထင်ပါရဲ့မြန်မာဖိုက်တာသွေးလင်းထက်ကို1 Championship ကမြန်မာနိုင်ငံရဲ့ Star Fighter ဖြစ်သတ်မှတ်လိုက်ပါပြီပုံမှန်ဆိုရင်ပြမြန်မာဖိုက်တာရိရဲ့ပွဲတွေကို Instagram ပေါ်မှာတင်တာရှားပါတယ်။ဟောအောင်လာအန်ဆန်တို့ဘရိုနီကာတို့ဆူလင်ဦးတို့ပဲ Instagram မှာအသင်ခံထားရတာကိုတွေ့ရပါတယ် ်အခုတွေးလင်းထက်ကလေမြန်မာ Star Fighter ဖြစ်သတ်မှတ်ခံထားလိုက်ရပြီးတော့ One Championship ဘက်ကနေ Instagram ပေါ်မှာအထူးတလဲတင်လိုက်ရတဲ့အထိတွေးလင်းထက်ကို One Championship ကသဘောကျနေပြီလေဖြစ်ပါရီတွေးလင်းထက်ရဲ့ပွဲကို One Championship ရဲ့အထိုင်းဥက္ကဋ္ဌကဝင်းတဲ့အထိဝင်ကြည့်ခဲ့တာဖြစ်ပြီးတော့တွေးလင်းထက်ရဲ့ပက်ထရွန်ရိုက်ချက်ကိုအော်ဒီဂျီနဲ့ကြီးရှုခဲ့တာဖြစ်ပြီးတော့ CEO Chatri ကိုရင်ကလေ ဘေးလင်းထက်ရဲ့ထူပွေးကိုဝိုးဆိုတဲ့ကိုမဲ့နော်အောင်းအော်တကြီးဖြစ်သွားတဲ့ကိုမဲ့ကိုပြထားခဲ့တာဖြစ်တဲ့တော့ပြီးတဲ့ခါကျတော့ဒီကနေ့အင်တာဗျူးမှာဆိုရင် WYCO Chatri ကသူချစ်ခဲ့သမျှမြန်မာဖိုက်တာတွေတက်မှာတတော်လေးကိုကျန်းတဲ့ဖိုက်တာလို့သွေးလင်းထက်ကိုချီချူသွားခဲ့တာလေးဖြစ်ပါတယ်။ဒါကြောင့်မလို့သွေးလင်းထက်ကတော့ One Championship ရဲ့သဘောကျခြင်းကိုခံနေရပြီလည်းဖြစ်ပါတယ်။ ရွေးလင်းထဲဟာအဲ့ဒီပွဲမှာမတန်ရမှမရခဲ့တာကြောင့်လာမယ့်လမှာတော့ပွဲထပ်ထိုးရနိုင်တယ်ဆိုပြီးတော့အားလုံးကခံမှန်းနေကြပြီနေဖြစ်ပါရီ WNC ကို Chattery ကကြိုက်လွန်လို့ bonus ပေးတဲ့အပြင်ကမှ fight up the night တော့ရွေးလင်းထက်ကရရှိသွားခဲ့တာပြီဖြစ်ပါရီအားလုံးစုစုပေါင်းတို့ကြီးအပြင်အနိုင်ထိုးကြီးပြိကကြ bonus တော့အဲ့ဒီဟာစုစုပေါင်းပေါင်းလိုက်မယ်ဆိုရင်ရွေးလင်းထက်က3600ခဏရာလောက်သိမ့်ပိုက်သွားခဲ့တာပြီဖြစ်ပါရီတော်တော်လေးလေးအားရဖို့ကောင်းပါလေ အဖက်မှာလေသွေးနှင်းထက်ကအခုလိုမျိုးပုံစံကောင်းနေပြသနေတဲ့အချိန်မှာမြန်မာဖိုက်တာတွေကိုဝမ်းချမ်ပီယံရှစ်ဘက်ကမြန်မာဖိုက်တာတွေအနေငယ်တော့လက်စွမ်းပြလိုက်တာနဲ့အချိန်ကြီးကောင်းတာနေတကယ့်ဥမာဖိုက်တာကြီးတွေနဲ့ပြီးတွေ့ပြီးတော့အညွန့်ခဏခဏချိုးနေတာဖြစ်တဲ့အတွက်သွေးနှင်းထက်ကိုလေအဲ့လိုမျိုးလှုပ်သွားမှာမြန်မာပြည်သက်တွေကတော့စိုးရိမ်လည်းရှိနေပါတယ်ဘလူးဝေးဖြစ်ဖြစ်ပါမြန်မာပြည်သက်တွေအနေနဲ့ဘသူနဲ့ပဲဖြစ်ဖြစ်ကိုကချန်ပီယံအထိနော်ရီမန်တာရီဆိုရင်တော့ဖြစ် ဘသူနဲ့ပဲပွဲသည်ပေးသည်ပဲမမိမှအစင်သင်ရှိနေရပါမယ်အစင်သင်ဖြစ်နေရပါမယ်တွေ့လင်းထက်ကတော့သူဟာဒေါ်လာသသိန်းနဲ့စားချုပ်မကပါဘူးတဲ့သူတို့ရဲ့ straw weight တန်းမှာ champion ဖြစ်ဖို့ထိရည်မှန်းထားလိုက်ပြီဖြစ်ကြောင်းပရိသတ်တွေကိုယင်ပွင့်ထားခဲ့တာပြီဖြစ်ပါရည်နော်